ညဥ်ကပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ယောမဩဝါရစာ အခန်းကြီး9အငယ်1မှ33ငါကိုကိုကိုတည်သောစိတ်သည်တန့်ရှင်သောဝိညာဉ်တော်နှင့်တကွငါဘက်၌တည်တည်ခံရက်ငါသည်မူတာမပါခရစ်တော်ရှိ၌မှန်ကန်စွာ ပြောသည်ကားငါသည် အလွန်ဝမ်းနေခြင်းရှိ၏ စိတ်ညလုံးထဲ၌မချားမလက်ပူပန်ခြင်းဝေဒနာရှိ၏အကြောင်းမူကားဇာတိအားဖြင့်ငါအမျိုးသားချင်းဖြစ်သောငါညီအကိုတို့အတွက်ငါသည် ကိုယ်တိုင်ခရစ်တော်နှင့်ခွာ၍ချိန်ချင်းကိုခံခြင်းလောက်အောင်စိတ်ရှိ၏ထိုသူတို့သည်ဣတရီလာလူဖြစ်၍တားအရာ၌ချီးမြှောက်ခြင်းနှင့်၎င်းဘုံအာနုဘော်တော်နှင့်၎င်းပဒိညင်တရားတို့နှင့်၎င်းပြည့်ညက်တရားထားခြင်းနှင့်၎င်း ဝုပြုခြင်းနှင့်၎င်းဂတိတော်တို့နှင့်၎င်းဆိုင်ကြ၏ဘိုးဘီများတို့နှင့်ဆက်နွယ်သောသူလည်းဖြစ်ကြ၏ခရစ်တော်သည်လည်းဇာတိအမျိုးအပြည့်ထိုသူတို့၏အမျိုးဖြစ်တော်မူ၏ထိုခရစ်တော်သည်လည်းခတ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၍ထာဝရမင်္ဂလာရှိတော်မူသောဘုရားသခင်ဖြစ်တော်မူ၏အာမင်ထိုသူဆိုသောဘုရားသခင်၏ဂတိတော်မတည်ဟုငါမဆိုလို့ အကြောင်းမူကားဣတရီလနှင့်ဆက်နွယ်သောသူအပေါင်းတို့သည်ဣတရီလလူမှန်မဟုတ်ထိုနည်းတူအာဗြဟံ၏အမျိုးအနွယ်ဖြစ်သောသူအပေါင်းတို့သည်အာဗြဟံ၏သားမှန်မဟုတ်ဤဆက်၌သာသင်၏အမျိုးတည်လိမ့်မည်ဟုပြာဒိတ်တော်ရှိ၏ထိုကြောင့်ဇာတိအမျိုးသားတို့သည်ဖျားသခင်၏သားမှန်မဟုတ်ဂတိတော်နှင့်ဆိုင်သောသားတို့သည် အမျိုးအနွယ်မှန်သည်ဟုမှတ်တော်မူ၏ ဂတိတော်အချက်ဟူမူကယခုမှစ၍ကာလအချိန်စေသောအခါငါလာ၍စာရာသည်တားကိုရလိမ့်မည်ဟုလာတည်းထိုမြမကရဘက်ခာသည်ငါတို့အဘဣဇက်နှင့်ဆုံဖက်၍ပတိတ်တည်းဆွဲယူသောအခါဘုရားသခင်ရွေးကောက်တော်မူခြင်းနှင့်ရှင်သောအကြံတော်သည်အကျင့်အာဖြင့်မတည် ခေါ်တော်မူသော သူ၏အလိုတော်အာဖြင့်တည်မီအကြောင်းတားမဖွားမီထိုသားတို့သည်ကောင်းသောအကျင့်မကောင်းသောအကျင့်ကိုမကျင့်မီ တားအကြီးသည်တားအငယ်၌ကျွန့်ခံရလိမ့်မည်ဟု ထိုမိမအားပြတိပေးတော်မူ၏ထိုတို့နှင့်အညီရာကုတ်ကိုငါချစ်၏အေးသောကိုမုန်း၏ဟုစံစာလာတည်းတို့ဖြစ်၍အဘယ်သို့ ပြောရမည်နည်းဖျားသခင်သည် မတရားသော အမှုကိုပြုတော်မူသလိုထို့သူမပြောရဖျားသခင်ကငါသည်ဂျေစုပြုလိုသော သူကိုဂျေစုပြုမည်တနာလိုသောသူကိုလည်းတနာမည်ဟုမောရှေကိုမိန့်တော်မူ၏ ထို့ကြောင့်လူကျင်သောသူသည်တက်နိုင်သည်မဟုတ် ပြေးသောသူသည်လည်းတက်နိုင်သည်မဟုတ်ကျေးဇူးပြုတော်မူသောဖျားသခင်သားလင်တတ်နိုင်တော်မူ၏။ကျမ်းစာ၌ဖာရောဘရင်ကိုဆိုသည်ကငါတကူကိုတင်၌ငါပြချင်းငါ၎င်းငါနာမကိုမြေကြီးတစ်ပြင်လုံးတွင်ကျော်စောစေချင်းငါ၎င်းတင့်ကိုချီးမြှောက်ခဲ့ပြီဟုဆိုသည်။ထို့သူနှင့်အညီကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏ခိုင်မာစေလိုသောသူကိုလည်းခိုင်မာစေတော်မူ၏တို့ဖြစ်လင်ဖျားသခင်သည်အဘဲကြောင့်အပြစ်တင်တော်မူသေးသည်။အဘဲသူသည် အလိုတော်ကို စီတာဘူးသည်ဟုဆိုမိလော။ဖျားသခင်ကိုညှဉ်းဆန်သောအချင်းလူတင်ဒီကားအဘဲသူနီလောအပ်သောအရာသည်လောက်တတ်သောသူအားအဘဲကြောင့်ငါကိုဤသို့ လုတ်သည်ဟုဆိုရမိလော။အိုထိန်သမားသည် အိုးမြေကိုပိုင်သည်မဟုတ်လော။အိုးမြေတပုံဒီနှင့် ိုးမြတ်အိုးရုပ်ကို လုတ်ပိုင်သည်မဟုတ်လောဖျားသခင်သည်မိမိအမျက်တော်ကို ပြ၍တကူးတော်ကိုထင်ရှားစေခြင်းငှာအလိုတော်ရှိလျက်ပျက်စီးခြင်းအဖို့ပြင်းစင်သော အမျက်ခံရာအိုးများတို့ကို အလွန်တီးခံခြင်းခံသည်နှင့်တီးခံတော်မူသည်မှန်လျှင်အဘယ်ပြောပွဲရှိအံ့နည်း ရှိမြောက်ခြင်းအဖို့ပြင်ဆင်တော်မူနှင့်သောဂရုဏာခံရာဦးများဒီဟုသောယူဒအမျိုးသားတို့အထဲမှတာမဟုတ်တပားအမျိုးသားတို့အထဲမှပရောဖက်ဟောရှေဆိုသည့်အတိုင်းခေါ်တော်မူသောငါတို့၌ဘုံအာနုဘော်တော်ကျွဲဝချင်းကိုထင်ရှားစေခြင်းငါပြုတော်မူသည်မှန်လင်အပေပြောပွဲရှိအပ်နီး ဟောရှိဤကျမ်းစာ၌လာသည်ကငါဤလူမဟုတ်သောသူကိုငါဤလူဟု၍ငါခေါ်မိမချစ်သောသူတို့သမီးကိုလည်းအချစ်ဟု၍ငါခေါ်မိသင်တို့သည်ငါဤလူမဟုတ်ဟုပြောဆိုရာအရ၌နေသောသူတို့သည်အသက်ရှင်တော်မူသောဘုရားသခင်ဤသားဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်ဟုလာတည် ပရောဖက်ဟေရှာယသည်လည်းဣသရေလအမျိုးကိုရိမှတ်၍ကြွေးကြော်သည်ကဣသရေလအမျိုးသားတို့သည်သမုတ်တရားသဲလုံးနှင့်အမျှများတော်လေကျွင်းသောသူတို့သာလျှင်ကဲတင်တော်မူခြင်းသို့ရောက်ကြလိမ့်မည်အမှုတော်ကိုတရားသဖြင့်ပြီးစီးစေခြင်းငှာဆုံးဖြတ်တော်မူမည်ထာဝရဘုရားသည်မြေပေါ်မှဆုံးဖြတ်တော်မူသောအမှုကိုပြုတော်မူလိမ့်မည်ဟုဆိုသည်ထို့သောနှင့်အညီဟေရှာယသည်အထက်ကဆိုပြန်သည်ကား ကောင်းကင်ဘုရားအရှင်သာရဖျားသည်ငါတို့၌မျိုးစေ့ကိုကျွင်းစီတော်မမူလျင်ငါတို့သည်တောတုံမြို့ကဲ့သို့ဖြစ်၍ဂေါမောရမြို့နှင့်တူကြပြီထို့ကြောင့်အဘယ်သို့ပြောရမည်နည်းဟုမူကားဖြောက်မှတ်ခြင်းကိုမှီအောင်မလိုက်သောတပားအမျိုးသားတို့သည်ဖြောက်မှတ်ခြင်းကိုမှီကြ၏ထို့သို့ဆိုသောယုံကြည်ခြင်းအပြင်မှီသောဖြောက်မှတ်ခြင်းကိုဆိုလိုသည် ဖြောင့်မတ်ခြင်းတရားကိုမှီအောင်လိုက်သောဣတရီလလူတို့မူကားဖြောင့်မတ်ခြင်းတရားကိုမမှီကြအဘယ်ကြောင့်မမှီကြသနည်းယုံကြည်ခြင်းအပြည့်မလိုက်ပြည့်ညက်တရား၏အကျင့်အာဖြင့်သာလိုက်ကြသတည်းစံစာ၌လာသည်ကထိမိ၍လဲเสียကြောက်မှားယွင်းเสียကြောက်ကိုဇီးအောင်တောင်ပေါ်မှာငါချထား၏ ထိုကြောင့်ကိုအမိပြုတော်သူမိသည်ကရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာသည်နှင့်အညီထိုကြောင့်ကိုဣတရီလာလူတို့သည်ထိမိ၍လဲကြ၏။ဇာနာယသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ နော်ကျမတို့ကအသက်တာတစ်ကိုပြီးတော့ဗျာနိတာတစ်နဲ့အတူနှုတ်ထားလေရှိတော့ကျွန်တော်ဤနေတစ်ကိုကောင်းချီးပြတော်မူပါအမှုတစ်ကိုပြုနိုင်ပါမည်အကြောင်းလဲကိုရောဗျာကျွန်တော်နဲ့အတူရှိပြီကာယဤခွန်အားဝိညာဉ်စုကျေစုဉာဏ်ပညာဤကောင်းချီးကိုချပြတော်မူပါမြမောက်တော်မှာတွာလာတက်ဖို့ရင်ကျွန်တော်တို့ကိုနေတိုင်းတုန်သင်တော်မူပါကိုရောထံတော်မှာလာတဲ့ မေတ္တာကရုဏာရင်ကျက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတို့ဖြင့်ဤထရတဲ့ရည်တဲလောကမြေကဘာပေါ်မှာကျွန်တော်ဟာစိတ်လုံးလူပြည့်စုံအောင်သူအခွင့်အပေးတော်မူပါဘုရားသခင်ကိုယ်ရထမြောက်တော်မူရဲ့အနည်းငယ်ကာလမှာကျွန်တော်သည်ရှင်ပြန်ထမြောက်ခြင်းတကူတော်နဲ့အတူကိုယ်ရပြုတော်မူသောအသက်တာကြီးစုံလင်ကြွယ်ဝသောကောင်းကြီးများအပြင်ဖြတ်သန်းစီဖို့မဆပ်ပါခက်ခဲဆိုးရွား ပျက်စီးရွရွနေတဲ့အရာကြီးထဲမှာကျွန်တော်တို့ကိုဖြောက်မတ်တော်သူမှန်ကန်တော်သူဘုရားသခင်ရှိမှနှစ်သက်ပဲဖြစ်စေတော်သူများအဖြစ်ရှင်တန်စီဖို့မှတ်စားပါဓမ္မလူကြီးရှင်ပေါ်လူရဲ့အားပေးတိုက်တွန်းသူပဲအသက်ရှင်ခြင်းလက္ခဏာတန်ရှင်ခြင်းလက္ခဏာဘုရားသခင်နှစ်သက်တော်မူသောလက္ခဏာနဲ့ပြည့်စုံတဲ့ကျွန်တော်ရဲ့အသက်တာကိုအသက်ရှင်သောပူဇော်တကအသက်ရှင်ရည်အဖြစ်မိမိခန္ဓာကိုယ်ကိုဘုရားသခင်အားဆက်ကပ်နေကြတော်သူများ ဖြစ်စီတော်မူပါဘုရားသခင်လောကကြီးထဲမှာနေရပြီမြေလောကီတရံကိုမဆောင်မင်းနဲ့ကောင်းကင်နိုင်ငံသားကဲ့သို့ဘုရားသခင်လိုရှိသောအရာတွေအဘယ်အရာဖြစ်တာကိုသင်ယူနိုင်ပါမည်အကြောင်းလဲမှတ်စာတော်မူပါဘုရားသခင်ကျွန်တော်တို့ဟာအင်္ဂါချင်းများဖြစ်တဲ့အတွက်ကြောင့်မလို့ယာယီတဲမြေကြီးမှာတယောက်ရဲ့လောကကိုတယောက်ဖြည့်ဆည်းပေးပြီးတော့တယောက်ဖို့တယောက်ဆူတောင်းပေးနေတဲ့ကျွန်တော်တို့သက်တာကိုတည်ဆောက်နိုင်ဖို့ရန်လဲဘုရားသခင်အလိုရှိပါတယ် အင်္ဂါချင်းများကဲ့သို့တစုံတယောက်သောသူထိခိုက်ရင်ကိုမှထိခိုက်တဲ့ကဲ့သို့နာကျင်တတ်တဲ့သဘောတို့ကြောင့်ဘုရားသခင်အင်္ဂါချင်းတွေစီလုံးညီခြင်းအထူးတကားရွတ်ဆောင်ခြင်းတို့ကိုပြုတဲ့အခါဘုရားသခင်ရှိတော်မှာနှစ်သက်သောအရာဖြစ်စေပါမည်ကြောင့်ကေတင်ပိုင်သောရှင် သခင်ယေရှုခရစ်တော်ဖျား၏မြတ်သောနာမတော်၌ကျွန်တော်၏အသက်တာများကိုဆက်ကပ်၍အနန္တဆုတောင်းကြပါသည်အဖမေဆွာဘုရားသခင်အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်